မင်္ဂလာပါတော်လန်ပြည်သူများနဲ့တော်လန်ရဲဘော်များအားလုံးဘေးရန်ကင်းကွာရှင်လန်းကျန်းမာကြပါစေရှင်ယခုတလောလူမှုကွန်ရက်တွေမှာတွေ့လာနေရတဲ့ spine ball လို့ဆိုတာဗာလဲအဲ့ဒီလိုလက်တလောလူမှုကွန်ရက်တွေမှာအတွေ့များနေပြီးတော့စိတ်ဝင်စားနေကြတဲ့ spine ball လုံးဟာဗာလဲဆိုတာကိုကျမတို့ဝေဟင်လေးချောင်းကင်းထောက် channel ကနေလက်လန်းမိတလောက်လေးလာသားသမီးတွေကိုပြောပြပေးသွားမှာဖြစ်ပါတယ် စစ်ကောင်စီတပ်အုံပြူလာနိုင်တဲ့စပိုင်ဘုံလုံးဆိုတာဟီလီယံဒို့မဟုတ်ဟိုက်ဒရိုဂျင်ဓာတ်ငွေ့ရထည့်ထားတဲ့မိုးပြင်ဘုံလုံးတွေပဲဖြစ်ပါတယ်။ကောင်းကင်မှာရက်ပောင်းလပောင်းများစွာ လွတ်မြောပြီးတော့စောင့်ကြည့်ရေးကိရိယာတွေတက်ထားပြီးမြေပြင်ကိုစောင့်ကြည့်ထောက်လန်းကြတဲ့မိုးပြင်ဘုံလုံးတွေဖြစ်ပါတယ်။၎င်းစပိုင်ဘုံလုံးတွေမှာနေရောညပါစောင့်ကြည့်ထောက်လန်းနိုင်တဲ့အနီအောက်ရောင်ကြီးသုံးကင်မရာတွေဂျိုဒူး ဒါမှမဟုတ်မြေပြင်အထိုင်နဲ့ချိတ်ဆက်ဖို့အသုံးပြုရတဲ့ဆက်သွယ်ရေးဆက်ပစ္စည်းတွေမြေမျက်နှာတွင်မြင်တွေကိုပုံဖော်ရမှာအသုံးပြုတဲ့ရေဒါဆက်တွေစားတဲ့ပစ္စည်းတွေကိုအသုံးပြုနိုင်ဖို့အတွက်ဆိုလာပြားတွေနဲ့ဘက်ထရီတွေပါဝင်ပါတယ်။စပိုင်မော်လုံးတွေဟာအမြင့်ပေတစ်တောင်ခွဲကျော်အထက်ကနေပြန်တန်းလေးရှိပြီးတော့ပြစ်ချဖို့အတွက်တော့ခက်ခဲပါတယ်။စပိုင်မော်လုံးတွေဟာသူတို့ရရှိတဲ့သတင်းအချက်အလက်တွေကိုဂျိုရူးကနေတဆင့် မြေပြင်ထိန်းချုပ်ရေးစခန်းတွေကိုပြန်လည်ပို့ပေးတဲ့နီလန်းတွေနဲ့အသုံးပြုကြပါတယ်။စပိုင်မော်လုံးတွေကိုတရုတ်အမေရိကန်လိုနီးပညာအစင်းမြင့်တဲ့နိုင်ငံကြီးတွေမှာတောင်လိုချင်တဲ့တည်နေရာကိုလွှတ်တင်နိုင်ဖို့တဘာဝလေစီးကြောင်းကိုပဲအသုံးပြုကြရပါတယ်။မြေပြင်ကနေ remote control နဲ့ထိန်းချုပ်ဖို့မလွယ်ကူတဲ့ပစ္စည်းတွေလည်းဖြစ်ပါတယ်။ခုချိန်ခါမှာအဂျပန်စစ်ကောင်စီကနေဒီပြင်ကြမြင့်စပိုင်ဘော်လုံးတွေကိုအတုံးမပြူနိုင်သေးပေမဲ့ ပုံစံတူမိုးပြန်ပူပေါင်းနေမိဘုံပြန်တွေကိုလွတ်တင်ပြီးတော့လေစည်းချောင်းရွေးရှာစနစ်ကိုစမ်းသပ်မှုတွေပြုလုပ်လာတယ်လို့သိရပါတယ်။ကျမတို့ဝေဟင်ကင်းထောက်အဖွဲ့မှသိရှိရတဲ့သတင်းအချက်အလက်တွေကစစ်ကောင်စီလွတ်တင်နေတဲ့မိုးပြန်ပူပေါင်းတွေမှာကင်မရာတွေရေဒါစက်တွေနဲ့တခြားနည်းပညာမြင်စက်ပစ္စည်းတွေမပါရှိသေးရဘူးတော့လေးလာတွေ့ရှိရပါတယ်။စစ်ကောင်စီအနေနဲ့နောက်တစ်ချိန်မှာပြည်ပနိုင်ငံတစ်ခုခုကနေ မီးပညာအကူအညီရရှိပြီးတော့မီးပင်ကိုစောင့်ကြည့်ထောက်လန်းနိုင်တဲ့မီးပညာနဲ့စပိုင်ဘောလုံးအဆက်တွေကို အသုံးပြုလာနိုင်ပါတယ်။မိဘပြည်သူများအနေနဲ့စပိုင်ဘောလုံးလို့ယူဆရတဲ့အရာတွေကိုတွေးရှိရပါကဒါမှမဟုတ်ပြုတ်ကျတဲ့နေရာတွေကိုသိရှိရမယ်ဆိုရင်သက်ဆိုင်ရာ နေမြေခံတော်လိုင်းအခွင့်များနဲ့ကျမတို့ဝေဟင်ကင်းထောက် channel ကိုဆက်သွယ်တည်ပြီးပို့နိုင်ပါတယ်။လေချောင်းတည်င်းများနဲ့လေချောင်းတတိပေးချက်စာတူများကိုလက်ခံရယူလိုပါက ဝင်းဟင် Telegram Channel ရှိရာ app ဝင်းဟင်လို့ Telegram မှာရှာဖွေပြီးတော့ app ဝင်းဟင် Scout Bot ကိုဆက်သွယ်ပေးပို့နိုင်ပါတယ်။တော်လှန်ပြည်သူ တော်လှန်ရေးပေါ်များအားလုံးဘေးကင်းလုံခြုံကြပါစေ။